ရိုးရိုးဖျားနာလို့ဈေးကမ်းပြရာကနေ TP ဈေးတောက်ခိုင်းလို့ဈေးတောက်ခဲ့ပြီးတလားကျော်ကြာမှတည်ဆုံးသွားခဲ့ရတယ်။ဂျပန်နိုင်ငံကိုတာရောက်ဖို့အတွက်ပြင်ဆင်နေသူအသက်24နှစ်အရွယ်မအေးတန်နာကျော်မင်္ဂလာပါပရိသတ်ကြီးရှင်အသက်24နှစ်အရွယ်သားရှိသေးတဲ့မအေးတန်နာကျော်ဟာဘွေးရပညာတတ်တယောက်ဖြစ်ပြီးမဒလီမျိုးပေါ်မှာနေထိုင်ရင်းလူငယ်ပြပြီးအနာဂတ်ရည်မှန်းချက်အိမ်မက်ကိုကောင်းထည့်ဖို့အတွက်ဂျပန်နိုင်ငံကိုသွားရောက်ဖို့ကြံရည်နေသူဖြစ်ပါတယ် မအေးတနာကျော်ဟာမိဘတွေရဲ့ခွင့်ပြုချက်အရလိုအပ်တဲ့ငွေကြေးတွေကိုယူပြီးတော့ရန်ကုန်မြို့မှာ West Coast Japan စာတင်တန်းကိုတက်ရောက်ပြီးစာကြိုးစားသူတယောက်လည်းဖြစ်တယ်လို့သိရပါဗျ။ ဘဝကိုရိုးရိုးသားသားကြိုးကြိုးဆဆနဲ့ရုန်းကန်လာခဲ့ပြီးအနာဂတ်အထက်အိမ်မက်တွေမှတ်လာခဲ့တဲ့မအေးသန္တာကျော်ဟာပြီးခဲ့တဲ့တလကျော်လောက်ကရိုးရိုးဖျားနာရကနေပဇွန်တောင်မြို့နယ်ကရေကျော်လမ်းမကြီးပေါ်ရှိမိုးသီးဆေးရုံစည်းကမ်းကိုသွားပြခဲ့ရာအဆိုပါစေပေကန်းကလိုအပ်တာတွေစစ်ဆေးလှုပ်ဆောင်မှုအပြီးမှာ DPC ကိုနှစ်လကြာတောက်ခိုင်းလို့ဆေးကမ်းပြပြီးကလေးကပြည့်ရက်မရှိဇတိုက်တောက်လာခဲ့ရာကဆေးတောက်ချိန်နှစ်လမပြည့်မီအချိန်မှာပဲကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ် ဖြစ်စဉ်ကတော့မိုးသီးဆေးရုံကဆေးနှလားတောက်ဖို့ညွှန်ကြားခဲ့ပြီးတဲ့နောက်တပတ်တောက်ပြီးတော့ဆေးကန်းပြန်ပြတဲ့အချိန်မှာတလိပ်စစ်ခဲ့ပြီးအဖြေကလည်းကောင်းနေနှလားပြည့်ရင်ဆေးကန်းပြန်ပြဖို့ပြောခဲ့တာဖြစ်ပါတယ်။ငကုယောဂအခမ်းမရှိတဲ့မအေးတနာကျော်ဟာအဆိုပါ TV ဆေးတွေတောင်းရင်းနဲ့ဂျမရဲ့အချိန်နေဆိုးရွားလာလို့ရန်ကုန်ကနေမန္တလေးကိုခဏပြန်လာတဲ့အချိန်အချိန်နေကအရန်ဆိုးလာလို့မန္တလေးမြို့ကဇီဝကဆေးကန်းကိုတွားရောက်ပြသခဲ့တာဖြစ်ပါတယ်။ ။ဇီဝကဈေးကန်းကဈေးရုံတက်မှရမယ်လို့ပြောတဲ့အတွက်ကြောင့်မင်္ဂလာမျိုးဆက်တဲ့ဈေးရုံမှာဈေးကူတာမှုခံယူခဲ့တယ်လို့လည်းသိရပါတယ်။အဲဒီနောက်မှာတော့ဓမ္မန်ရိုက်ဖို့ညွှန်ကြားချက်အရဓမ္မန်ရိုက်ကြည့်ခဲ့တဲ့အချိန်မှာအသေးကပျက်စီးနေပြီဖြစ်ကြောင်းသိရှိရပါတယ်။ ခုလိုအသေးပြက်စီရတာဟာ TB ဆေးတွေကြောင့်ဖြစ်တယ်လို့သိရပြီးမအေးသနာကြောင့်မဆုံးခင်ကလာရောဂါဝေဒနာခံစားနေရချိန်မှာလေတကူလုံးအသားခြေတွေညှိုမဲလာပြီးတော့အဖုပိတ်တွေထားကရှားလို့နာလို့ဘိုင်းအောင်လို့ဆိုပြီးအော်ဟစ်နေရတာဖြစ်တယ်လို့လည်းသိရပါဗျ။ ဲဒီနောက်မှာတော့မန္တလေးမြို့ကငိမ့်စေးယုံကိုပြောင်းခဲ့ပြီးငိမ့်စေးယုံရောက်မှသမားတော်ကအသေးကလုံးဝပျက်စီးနေပြီးအဆုတ်ရောအသေးရောအလုံးမလုံးတော့ဘူးလို့ပြောဆိုခဲ့ပါတယ်။အခုတော့အသက်24နှစ်အရွယ်သားရှိသေးတဲ့မအေးတနာကျော်ဟာရန်ကုန်မြို့ကမိုးတိစေးယုံရဲ့မစင်မစင်လောက်ရက်တွေကြောင့်အသက်ဆုံးရှုံးရတဲ့အထိဖြစ်သွားခဲ့ရတာလည်းဖြစ်ပါတယ်။